ဲ့လည်းပဲစောက်တော့ပေါ်တယ်လားအနေစာဝတ်အနေစာသုံးရူပံဘိက္ခွေအနေစာရုပ်ဆိုတာအပြည့်မရှိဘူးဝေဒနာအနေစာခံစားမှုဝေဒနာဆိုတာလည်းအပြည့်ရှိတာမဟုတ်ဘူးသင်ညာအနေစာအတ္တမှုသင်ညာဆိုတာလည်းအပြည့်မရှိတာမဟုတ်ဘူးသင်္ခါရအနေစာ လှုပ်ရှားမှုဆိုတဲ့သင်္ခါရလည်းအမြဲရှိရှိရမို့ဝိညာဏံလက်စားစိတ်ဝိစားလည်းအမြဲရှိရမို့ဒီကံအပေါ်ဒီနဲ့ပတ်သက်ပြီးတော့ရှိနေတဲ့ယုတ်တရားနံတရားအလုံးဟာမမြဲဘူးလို့ပြင်အောင်ကြည့်ရမယ်ဧဝံပတ္တံတွာရိယသာဝကောအဲ့ဒီလိုမြင်အောင်ကြည့်နိုင်တဲ့တွေ့ကြဘာတွေအကျိုးရှိသွားတယ်လဲ မမြဲဘူးတဲ့ရမလဲဆိုတဲ့ဥပသမေမိနိဗ္ဗိနတိတဲ့အဲ့ဒီယောဝေနာစညာသင်္ခါရဝိညာဉ်လေးပေါ်မှာကြီးငွေတဲ့နိဗ္ဗိယာညာလေးရသွားတာတော်တော်များများကယောဝေနာတညာသင်္ခါရဝိညာဉ်ပေါ်မှာตาရနေကြတယ်ဘာကြောင့်ตาရနေကြတာလဲမမြဲတာကိုမြဲတယ်လို့ထင်ပြီးတော့ကျေနပ်နေကြလို့ตาရနေကြတာ တကယ်တော့မမြဲတာကိုမမြဲမှန်သိပြီးပြီးသိတဲ့ပုဂ္ဂိုလ်ဟာရူပသမယပြီးဝိညာဉ်နဲ့ပြိဋ္ဌာန်ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ပေါ်မှာကြီးငွေမှုဆိုတဲ့အိဋ္ဌိဒါညာရနေပြည်တော်ညာရသွားပြီကြီးငွေတက်သွားပြီဆိုရင်ကြီးငွေရာကားနဲ့တဆင့်ဘာဖြစ်သွားလဲနေပြည်တော်ဝိရဇတိကြီးငွေပြီပြီကြီးငွေပြီဆိုရင်ဒါအဲ့ဒီပုံမှာမตายရတော့အဓိကတော့ဒီလိုပါ လာရမှုဆိုတဲ့ဂါဂါကင်းအကျင့်တွေကြတာကြည့်။ညင်းဝဲပြီဆိုရင်မตายရကြတော့မညင်းဝဲလို့သာရင်ตายရနေကြတာ။ตายရတဲ့ဝိရိယစတိဆိုတာဘာဟုတ်ရင်ဒီတိရောက်သွားတယ်ဆိုတော့သာဂရာကြီးကဖွင့်လာတော့မတ်တိရောက်။ရူပသမမိနိဗ္ဗာန်တည်းရုပ်တည်းပေါ်မှာညီငွေတယ်ဆိုတာဝိပဿနာဉာဏ်ရှိရသွားဝိပဿနာဉာဏ်ရပြီဆိုရင်နိဗ္ဗာန်ဝိရသတိတာယာမှုမရှိဘူးဆိုတော့ပညာအဆင့်တွေကိုရသွားပြီ ဝိဒါကဝိမုတ်သတိတမတ်မှုတာယာဟုတ်တယ်မရှိတော့ဆိုရင်ဝိမုတ်သတိလွတ်မြောက်သွားပြီကိလေသာတွေကလွတ်မြောက်သွားပြီအဲ့ဒါကဖုံညာရသွားပြီဝိမုတ်တမေဝိမုတ်တမေတိညာနာဟောတိဖုံညာရပြီတော့ကိလေသာတွေကလွတ်မြောက်ပြီဆိုရင်ငါကိလေသာတွေကလွတ်သွားပြီကွာဆိုပြီးတော့အသိဉာဏ်တွေကအတူတူပေါ်လာသွားတယ်ဒါကတော့ပိဿကဏညာပေါ်လာတယ်ပေါ့ဒါကြောင့် အနိစ္စလို့မြင်တဲ့လူတယောက်အနေနဲ့ဘယ်ထိရောက်သွားနိုင်တယ်လဲဆိုတော့မတ်ဖို့နိဗ္ဗာန်ကိုရောက်သွားနိုင်တယ်။ဒါဒီဘဝမှာဆက်ရှုမယ်ဆိုရင်ပေါ့ဗျာ။ဒီဘဝမှာအနိစ္စကနေတစ်ဆင့်ဆက်ရှုနိုင်မယ်ဆိုရင်အဲမတ်ဖို့နိဗ္ဗာန်ကိုရောက်သွားနိုင်တယ်။နောက်ဆုံးကြတော့ပြိနိဗ္ဗာန်စံတဲ့အခါသံဃာတိကကြတော့ခိနာဇာတိဝိတ္တဓမ္မစီယကတံကရဏယနာပရာဟိတ္ထတာယ အာတော့ဇာလုံးကနေအကုန်ကုန်းသွားပြီးတော့မက္ကိစ္စဖုန်ကိစ္စတွေအကုန်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဘဝမှာဖြစ်တော့ဘူးဆိုတဲ့အကြောင်းလေးကိုလည်းသူကိုယ်သူသိသွားပြီဒီလိုဖြစ်သွားတာပေါ့ဒါဥစဉ်တော့တည်ပြီးသားပါပဲเนาะရှင်မြန်ကြီးတပါမြို့ပတ်ပြီးတော့သွားရှိနေတဲ့အချိန်မှာနှခုကချွေလေးထွက်လို့ပါလာတဲ့လက်ကန်ခွာလေးနဲ့တုတ်လိုက်တယ်တုတ်လိုက်တဲ့အခါကျတော့အဲ့လက်ကန်ခွာလေးကဖြူရာကနေ မဲသွားတယ်။ဩလက်ကင်ကွာလေးမမြဲပါဘူး။ပြီးတော့နဘူးကချွေးကိုကြီးလိုက်တဲ့အခါကျတော့ဩအရင်တော့ကနန်းတော်ကနေထွက်ခါစားတော့လမ်းဆန်းနေတာပဲ။ဒါပေမဲ့ကြားရောက်တဲ့အခါကျတော့ပြောင်းလဲသွားတတ်ပါတော့။ဩမမြဲတဲ့သဘောတရားလေးကို तू ကမြင်ခဲ့။ဒီလောက်လေးပဲမြင်ခဲ့တာကြီးကြီးမားမားမြင်ခဲ့တာပေါ့။အဲ့ဒီမြင်ခဲ့တဲ့ကုသိုလ်ကြောင့်ဘာကုသိုလ်လဲဆိုတော့ဥပဒနာကုသိုလ်နော်။ဝိပဿနာကုသိုလ်ကတော့ကုသိုလ်တွေထဲမှာတော့အသာဆုံးပဲ။ ဒါနကုသိုလ်သီလကုဒါနကုသိုလ်တဲ့သီလကုသိုလ်ကသာတယ်သီလကုသိုလ်တဲ့ဘာဝနာကုသိုလ်ကသာတယ်သမထဘာဝနာကုသိုလ်တွေကသာတယ်သမထဘာဝနာကုသိုလ်တဲ့ဝိပဿနာဘာဝနာကုသိုလ်ကသာတယ်ဝိပဿနာဘာဝနာကုသိုလ်ကတော့အသာဆုံးပဲဒါနကုသိုလ်ကလူပြိဏပြီရောက်နိုင်တယ်သီလကုသိုလ်ကတော့လူပြိဏပြီရောက်နိုင်တယ်ဘာဝနာကုသိုလ်ကြသမထဘာဝနာကုသိုလ်ကြမြမပြီတီရောက်နိုင်ဝိပဿနာဘာဝနာကုသိုလ်ကြလက်ဖို့နိဗ္ဗာန်တိကိုရနိုင်အဝိပဿနာဘာဝနာကုသိုလ်ကအသာဆုံးပဲ ။ဒါကြောင့်ရှင်ဘုရင်ကနှစ်ခွချွေးသုတ်လိုက်တဲ့လက်ကင်ကွာကညစ်ပတ်တဲ့အခြေအနေလေးကိုကြည့်မယ်။ခန္ဓာကိုယ်ရဲ့အခြေအနေကိုကြည့်ပြီးတော့မမြဲတာလေးကိုသူမြင်သွားတဲ့အမြင်လေးအနိစ္စမြင်လေးသူမြင်ခဲ့တာရှင်ဘုရင်ဟောတော့မြင်ခဲ့တယ်။အဲ့ဒီအနိစ္စမြင်ကို မြင်ခဲ့တဲ့အမြင်လေးဟာဖျားနဲ့တွေ့လိုက်တဲ့အခါကျတော့နောက်ဆုံးယန္တာဖြစ်တဲ့အဆင့်ကြီးရောက်သွားတယ်။ပြောချင်တာကတော့ အနိစ္စဆိုတဲ့အမြင်လေးကိုဖျားနဲ့ကြုံတဲ့အချိန်သာသနာနဲ့ကြုံနေတဲ့အချိန်ဥဒ္ဓတို့တွေမြင်အောင်ကြည့်ကြတယ်။အနိစ္စလို့မြင်အောင်ကြည့်နိုင်မယ်ဆိုရင်အသေးအဖွဲကုသိုလ်လေးလို့ထင်ရပေမဲ့လည်းပဲဒီအနိစ္စကိုပဲခိုင်မာအောင်ဒီလုံနိုင်မယ်ဥပဒနာနဲ့မဖို့ဒီကုနိုင်မယ်ဆိုရင်နိဗ္ဗာန်ဒီဘဝတည်းရနိုင်တယ်။အဲ့လိုတည်းမဟုတ်တော့မှဘာဖြစ်လဲဆိုတော့ပါရမီကုသိုလ် ကျမ်းသွားပြီးတော့ဖះရနဲ့ကြုံလာတဲ့ကနောင်ဘဝမှာလည်းပဲနိဗ္ဗာန်ရောက်နိုင်တယ်။ဒါကြောင့်အနိစ္စတုတ်ဆိုတာအဲ့ဒီယူရခြင်းနဲ့ဟောတာ။ဒါကလည်းကြတော့အနိစ္စဒုက္ခအနတ္တသုံးခုလုံးရှုမှနိဗ္ဗာန်ရောက်တယ်လို့ထင်တာ။ဟုတ်ဘူးအနိစ္စရှုုံလေးနဲ့လည်းပဲနိဗ္ဗာန်ရောက်တိုင်တယ်ဆိုတဲ့အကြောင်းကိုဒီတုတ်ကဟောသွားတာ။နောက်ဒုက္ခသုံးရူပဘိတ်ခွေဒုက္ခယောခန္ဓာကိုယ်ကြီးဟာဒုက္ခဆင်းရဲတယ်။ဆင်းရဲတယ်ဆိုတဲ့နေရာမှာ ဘာလို့ဥပဒနာမြင်နဲ့ရှုတဲ့ဒုက္ခကိုပြောတာဥပဒနာမြင်နဲ့ရှုတဲ့ဒုက္ခဆိုတာသေဒီကူဇာတော်ကြီးကပြောတယ်ဒုက္ခဒုက္ခတွေကိုရှုတာရှုရတာမဟုတ်ဘူးတဲ့ဒုက္ခဒုက္ခအများသိတဲ့ဒုက္ခဖြစ်တဲ့ဥပနာသေးဒုက္ခတော့လည်းရှုုံလေးနဲ့ဒုက္ခရှုတယ်လို့ခေါ်လို့မရသေးဘူးတဲ့ဝိပရိနာမဒုက္ခဆိုတဲ့ပြောင်းလဲတတ်တဲ့ဒုက္ခကိုလည်းရှုတတ်ရတယ်သင်္ခါရဒုက္ခဆိုတဲ့ပြုတ်ပြင်းပြီးတော့ဟိုယူနေရတဲ့ဒုက္ခကိုလည်းပဲရှုတတ်ရတယ် အဝိရိနာမဒုက္ခနဲ့သင်္ခါရဒုက္ခကိုမြင်နိုင်မှတကယ်ဥပဒနာညာအဆင့်ကိုရောက်သွားတာ။ဒါကြောင့်ဥပဒနာညာအဆင့်ကိုရောက်တဲ့ဒုက္ခပေါ်မှာဘာလဲဆိုလက္ခဏာရေသုံးပါးကျင်းနေမှာဝန်သွားတာ။နိဗ္ဗာန်ရဲ့ဂန်းချောင်းဖြစ်သွားတာ။ဒါကြောင့်ဥစဉ်တို့တရားတို့တွေဒုက္ခကိုရှုတဲ့နေရာဝိရိနာမဒုက္ခနဲ့သင်္ခါရဒုက္ခကိုခေါ်တဲ့နော်ပြောင်းလဲကြတဲ့သဘောတရားလေးတွေနော်။အဲပြီးတော့ဘာလဲဆိုတော့အဲဟို ပြုတ်ပြန်ယူရတဲ့ဆိုတဲ့သဘောတရားလေးတွေကိုမြင်ပြီးတော့ဒီလိုဟိုအရိယာတွေမြင်တဲ့ဒုက္ခကိုမြင်နိုင်အောင်ဒီကြည့်ရမယ်အဲ့လိုဒုက္ခတကူတဲ့မြင်ယုံနဲ့ပဲအဲ့ဒီပုဂ္ဂိုလ်ကဘာလဲဆိုတော့ဒိဗိဒာညာလည်းရနိုင်တယ်ငဝိဒါကလို့ခေါ်တဲ့မက်လည်းရနိုင်တယ်ဝိမုဒ္ဒလို့ခေါ်တဲ့ဖိုလ်လည်းရနိုင်တယ်နောက်ပိစ္ဆုကနာညာလည်းရနိုင်တယ်နိဗ္ဗာန်တွေလည်းပဲရောက်နိုင်တယ်နောက်အနတ္တသောရူပံဘိက္ခေနတ္တာယုတ်ဟာအတ္တဖို့ဘူးနော် ရူပံပိတ်ခွေအနတ္တယုတ်ဟာအတ္တမဟုတ်အတ္တမဟုတ်ဘူးဆိုတာဘာလဲဆိုတော့တော်တော်များများကတကယ်လို့ခိုင်မာတဲ့အရာတစ်ခုရှိတယ်လို့ထင်ထင်နေကြတာနော်ဒါကလည်းသေပြီးစင်ပါပြီတော့ဟာသေတဲ့ပုဂ္ဂိုလ်ရဲ့ဝိညာဉ်လေးကအကိုရဲ့အိမ်ပတ်ပတ်ထဲမှာခုနှစ်ရက်လောက်နေနေတယ်ဒါကြီးကခိုင်မာတယ်လို့ထင်နေတာဒီဒီရရခန္ဓာပေါ်ထဲမှာလည်းပဲဒီဝိညာဉ်လေးကခြေတန်းနေတယ်သေကံဒီသေပြီးဆိုရင်လည်းပဲအဲ့ဒီဝိညာဉ်လေးကနောက်ဘဝကိုကူးသွားတယ်အဲ့လိုထင်နေကြတာတကယ်တော့အဲ့လိုခိုင်မာတဲ့ဟာမရှိဘူး ခိုင်မာတာဆိုတာဗာပြောကျင်တာလဲဆိုတော့ဟိုးအတိတ်ဘဝကဝိညာဉ်လေးရဒီဘဝကခုလာတယ်ဒီဘဝကဝိညာဉ်လေးရတယ်နောက်ဘဝကိုဆက်ကူးသွားတယ်အဲဟောကျွန်ရသဘာဘုရားရဲ့ဖြစ်တော်စင်နာပြောမယ်ဆိုရင်ဟိုးဒီပင်သူ့ပေတာရဲ့ဘဝတုန်းကဝိညာဉ်လေးဟာဒါတစ်ဘဝချင်းတစ်ဘဝချင်းခုလာပြီးတော့ဝိတ္တန္တနာအချိန်ထိအဲ့ဒီဝိညာဉ်လေးကပဲဆက်ပြီးတော့တီးနေတယ်ဆိုတော့အဲ့လိုအယူတွေယူနေကြတယ်ဒါတကယ်တော့အမှားတွေအမှားတွေခိုင်မာတဲ့အရာဘာမှမရှိဘူးတကယ်တော့ရုပ်တရား ဖြစ်ပြီးပြက်သွားတယ်ပြက်ပြီးတော့နောက်ရှုပ်နောက်ရုပ်ကိုအဲ့ဒီဓာတ်တတိလေးတွေပေးသွားတယ်အဲ့ဒီကလေးတွေကတစ်ခုနဲ့တစ်ခုစင်တူတာလေးတွေတစ်ခုနဲ့တစ်ခုဟိုလက်ဆင့်ကမ်းသွားတာလေးတွေကိုကြည့်ပြီးတော့ဒါကြီးကိုခိုင်မာတဲ့အရာတစ်ခုကိုနောက်ဆက်နောက်ွယ်ကရှိတယ်လို့ထင်ထင်ပြီးတော့မြင်မြင်ကြတာနောက်ဆုံးကြပါဖြစ်လဲဆိုတော့ကိုဖြစ်ကျင်တဲ့အတိုင်းဖြစ်တယ်လို့ထင်နေကြတာအဲ့ဒါကိုအနတ္တလို့မြင်နိုင်အောင်လေ့ရှုရပါမယ်နော် ဟိန္ဒူဘာသာဝင်တွေရဲ့အနတ္တကြအဲ့လိုမဟုတ်ဘူးဟိန္ဒူဘာသာတွေကြတော့အနတ္တဆိုတာဘာလဲအတ္တဆိုတာဘာလဲပြောရလဲဆိုတော့ဟိန္ဒူဘာသာတွေရဲ့အတ္တကသူတို့ဘုရားသခင်ကလူတယောက်ဖြစ်တော်မယ်ဆိုရင်အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်ကလေးထည့်ပေးလိုက်တာသူတို့ဘုရားသခင်ကတော့မဟာအတ္တကြီးကျယ်တဲ့အတ္တကြီးကြီးကျယ်တဲ့အတ္တကြီးကအတ္တအစိတ်ပိုင်းလေးကိုလူတယောက်ကအသက်ရှင်လာအောင်လို့ဆိုပြီးတော့ထည့်ပေးလိုက်တာနော်အဲ့ဒါကြောင့်ဝိညာဉ်အတ္တလေးအတ္တအသေးလေးတွေ အတ္တသေးလေးတွေကိုလူစီလူလူတယောက်စီတယောက်စီကိုထည့်ပေးလိုက်တဲ့ကလူတွေကအသက်ရှင်နေကြတယ်အဲ့ဒီအတ္တလေးကလူတွေကဒီဘဝနဲ့နောက်ဘဝကိုပြီးဆိုရင်လည်းနောက်ဘဝကျအဲ့ဒီအတ္တလေးကပါသွားတယ်အဲ့လိုခိုင်မြဲတဲ့လူယူတာအဲ့ဒီအတ္တလေးကတကယ်လို့အားနေသွားပြီဆိုရင်ဘုရားသခင်သူတို့ဘုရားသခင်ကိုအာယုံပြုလိုက်မယ်တရားအထုတ်လိုက်မယ်တရားအထုတ်ခြင်းအပြင်ဘုရားသခင်နဲ့အချိတ်ဆက်ယူလိုက်မယ်ဆိုရင်အဲ့ဒီအတ္တလေးကအားကောင်းလာပြီးတော့အဲကိုယ့်ရဲ့အစွမ်းတွေထက်လာတယ်ဒီလိုအယူဆယူတာဒါက သူကဟိန္ဒူတွေယူတဲ့ယူဆအတ္တပေါ့နော်ပြောတော့မဟာယာနတွေမှာလည်းပဲအတ္တယူဆရှိတယ်အတ္တယူဆဆိုတဲ့နိဗ္ဗာန်ပေါ့ပုံစံတူလေးတွေရှိတယ်ဘာလဲဆိုတော့မဟာယာနတွေမှာလည်းပဲအဲအင်ကာနေရှင်လူဝန်စားဆိုတာလေးတွေကိုသူတို့လက်ခံကြတယ်တဘဝကအတ္တလေးကတဘဝကအသက်အသက်ကအသက်လေးကနောက်ဘဝကိုပူးသွားတယ်ဒီဘဝကလူဟာနောက်ဘဝကိုကူးပြီးတော့လူဝန်စားဖြစ်သွားတယ်ဆိုတော့အဲ့လိုအယူဝါဒတွေရှိတယ် တန္တရယာနာဘောဓဘာသာတွေဆိုရင်ဘယ်လောက်ဒီလဲဆိုရင်ဂါထာမန္တရားတွေကိုကျွတ်လိုက်ရွတ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 ်ဂါထာမန္တရားတွေယူပါများလာရင်အဲ့ဒီဓာတ်တတိတွေအကုန်လုံးနောင်ဘွားကိုအကုန်လုံးပါသွားတယ်လို့သူကယူဆတာအဲအင်ကာနေရှင်းနေနဲ့နော်လူဝန်စားနေနောင်ဘွားပါသွားတယ်နောင်ဘွားပါသွားဝေးရတော့ဂါထာမန္တရားတွေယူရတယ်လို့သူယူဆတာကြီးတယ်အဲ့ဒီလိုအတ္တတွေကတကယ်တော့အနှစ်သာရဘာမှအတ္တနစ်အမြဲတမ်းခိုင်မာနေတဲ့အရာဘာမှမရှိဘူးရုပ်တည်နံတည်နေနဲ့ရှိတယ်လို့ကိုကမြင်အောင်ကြည့် အဲ့လိုမြင်အောင်ကြည့်နိုင်မယ်ဆိုရင်ဟောဒီခန္ဓာကိုယ်မှာခိုင်မြဲတဲ့ဟာမရှိဘူးကိုဖြစ်ကျင်တဲ့အတိုင်းเนาะဖြစ်တယ်ဆိုတာဘာမှမရှိဘူးလို့ပြင်နိုင်ပြီဆိုရင်အဲ့ဒီခန္ဓာကိုယ်ပေါ်မှာညီငွေလိမ့်မယ်ညီငွေပြီးတော့တမန်ဘုကင်းနဲ့မပြစ်လိမ့်မယ်မပြစ်ပြီးဆိုရင်ဝိမုတ်စတိလွတ်မြောက်တဲ့ဖိုလ်တွေဖြစ်လိမ့်မယ်ဇောဖြစ်ပြီးတော့ပစ္စောနာညာလေးဖြစ်မယ်မနှိပ်ပါနဲ့ရောက်သွားနိုင်တယ်ဘဝအဆုတ်လတ်သွားပြီတန်တရားကုမြောက်သွားနိုင်တယ်အနတ္တတစ်ခုဆက်ရှုရင်လည်းအဲ့လိုဖြစ်နိုင်တယ်เนาะ တချို့ဝိပဿနာဓမ္မတွေတချို့ဆရာတော်ကြီးတွေပြောတဲ့အတန်လေးတခုကြားမှုတယ်အနေစလို့ရှုတယ်ဆိုရင်သူကရှုတဲ့အချိန်မှာ ကြည်ရတယ်အနေစလို့ရှုတယ်ဆိုရင်သောတာပန်ဖြစ်သွားတယ်တဲ့ဒုက္ခလို့ရှုနိုင်တဲ့အဆင့်ဒီဒုက္ခလို့စကြတဲ့ရှုတဲ့သူကအနာဂံဆက်တည်ဖြစ်နိုင်တယ်အနာတလို့ယူတဲ့ပုဂ္ဂိုလ်ကသိကြပါဦးဒီဘဝမှာပဲရဟနာဖြစ်တယ်ဒီလိုလေးတွေပြောတာလည်းရှိတယ်ဒါတွေကတော့ဟုတ်ချင်မှဟုတ်မှာပါနော် ပြောကြားဘူးတာကိုပြောတာပါနော်အဲ့လိုလေးတွေလည်းရှိတယ်ဒါဘုသူတ္တနောက်ကြဦးစလို့တွေ့ပါလေနောက်ကြရနိစ္စတော့သွားရူပံဘိက္ခွေအနိစ္စဟုတ်ပြီအနိစ္စသီတံလည်းရှုလို့လည်းရတယ်ဆိုတဲ့အကြောင်းလေးကိုရှင်းထုတ်ဒီမှာပြောခဲ့ပြီအခုကျတော့ရူပံဘိက္ခွေအနိစ္စရုပ်ဆိုတာအမြဲမရှိဘူးယဒနိစ္စတန်တုခံမမြဲတာကောကဒုက္ခပဲယံဒုက္ခအနတ္တာဖောက်ပြန်တယ်မမြဲဘူးဆိုတဲ့ဒုက္ခသဘောတရားကိုဆိုတာ အစိုးမြတဲ့အကြောင်းကိုပြပြီးသားဖြစ်တယ်။အဲ့ဒီလိုအနိစ္စမြင်ရင်ဒုက္ခမြင်တယ်ဒုက္ခမြင်ရင်အနတ္တပါမြင်တယ်အနတ္တမြင်ပြီဆိုရင်ကတည်းကအဲ့ဒီလူကနေတံမမဒါငါရုပ်မဟုတ်နေသောမတမိဒါငါမဟုတ်ဘူးနာမေသောမတ္တာနာငါဒါဆရဲ့ခိုင်မာတဲ့အတ္တမဟုတ်ဘူးဆိုပြီးတော့မှန်မှန်ကန်ကန်မြင်သွားနိုင်တယ်အဲ့လိုမှန်မှန်ကန်ကန်မြင်သွားနိုင်တဲ့အခါခုနပြောလို့ဥပဒနာဉာဏ်လေးလည်းပဲရတာနိုင်ရပြီ မညာလေးတက်လာပြီကိုညာလေးပါရသွားပြီတော့ပြစ္ဆကနာညာလေးပါရသွားနိုင်တယ်ဒါယရနိစ္စတော့ယာဒုက္ခတော့ရုပ်ဟာဖောက်ပြန်ပြောင်းလဲတတ်တဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲတယ်ဟောဒုက္ခမြင်ပြီဆိုဘာဖြစ်မလဲဟောဒီနိစ္စကိုပြန်မသွားတော့ယဒနိစ္စယဒယံဒုက္ခတဒအနတ္တဟောဖောက်ပြန်တတ်တဲ့သဘောတရားရှိတဲ့အတွက်ကြောင့် ဆင်းရဲတယ်ဆင်းရဲတဲ့အတွက်ကြောင့်အဆိုးမရဘူးအဆိုးမရတာဟိုမြင်ပြီးဆိုကြတဲ့ကလေတံမှတ်တည်သွားမှလည်းငါဟာမဟုတ်ဘူးငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးဆိုပြီးတော့မှန်မှန်ကန်ကန်မြင်တဲ့ဥပဒဏ်ကြီးလေးပွားပြီးတော့ဘုရားနိဗ္ဗာန်ရနိုင်ပါတယ်အနတ္တအနတ္တကြအနတ္တကြအမြန်ဆုံးပဲရူပံဘိခွေအနတ္တရုပ်ပါအနတ္တအဆိုးမရဘူးခိုင်မာတဲ့အရာတခုမှမရှိဘူးအမြဲတမ်းဖြစ်ပြီးပြည့်နေကြတာဒီပဲ အဲ့လိုအနတ္တမြင်တဲ့လူတွေဟာငါဟာမဟုတ်ဘူးငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့မှန်မှန်ကန်ကန်မြင်ပြီးတော့မဖွင့်နေပါဘူး။ရောက်နိုင်တယ်ဒီလိုပြောသွားတယ်ပေါ့။ဒါကြောင့်ဦးဇင်းတို့ရေဒီယိုတို့ရေဘာဖြစ်လဲဆိုတော့အနိစ္စဒုက္ခအနတ္တဆိုတော့တစ်ခုခုကိုရေတို့မြင်နိုင်အောင်ကြည်ရအောင်။ဒီနေရာမှာလည်းပဲဘာလဲဆိုတော့ဒီယဒအနိစ္စယဒဒုက္ခယံယဒအနတ္တတုတ်တွေကိုကြည့်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တဟာဘယ်ဟာက အခက်ဆုံးလဲဘယ်ဟာအမြင်ဖို့အလွယ်ဆုံးလဲအနတ္တကအခက်ဆုံးဆိုတဲ့အဓိပ္ပာယ်လိုလိုမြင်ရတယ်နော်အနိစ္စမြင်ရင်ဒုက္ခမြင်သွားနိုင်တယ်ဒုက္ခမြင်ရင်အနတ္တပါလားမြင်သွားနိုင်တယ်ဒါကြောင့်အနိစ္စကတော့အလွယ်ဆုံးပဲမြင်ရအလွယ်ဆုံးပဲဦးဇင်းတို့တွေလည်းမြင်တယ်မို့လားမမြဲဘူးဆိုတာကိုမှန်ကြည့်သိတာပဲဟုတ်တယ်မလား၁၀နှစ်လောက်ချုံကြည့်လိုက်ရင်ဟိုသိတာပြီ၁၀နှစ်လောက်ဆိုရင်လူတွေပုံစံတွေကပြောင်းသွားပြီလေ မမြဲတာမြင်ဖို့ကလွယ်လွယ်လေးပဲမမြဲဘူးလို့မြင်ရင်ဒုက္ခကိုမြင်အောင်ဆက်ရှုလို့ရတယ်အနတ္တမြင်အောင်ဆက်ရှုလို့ရတယ်အဲအနေစလို့မြင်တာကအလွယ်ဆုံးပဲဒုက္ခလို့မြင်တာကအနေစလောက်ထက်တော့ပိုးပြီးတော့နည်းနည်းလေးခက်တယ်အနတ္တလို့မြင်တာတော့အခက်ဆုံးပဲဒါကြောင့်ဆင်းတော်တွေဒီလိုတို့တွေကဘာလို့လဲအနေစအနည်းဆုံးတော့မြင်အောင်စူးစမ်းကြရမယ်ဒုက္ခလို့လည်းမြင်နိုင်ရင်တော့ပိုးကောင်းသွားတယ်အနတ္တလို့မြင်နိုင်ရင်ပိုးကောင်းသွားတယ်အဲ့ဒါကိုလက္ခဏာရေ၃ပါးလို့ခေါ်တာပေါ့အဲလက္ခဏာရေ၃ပါးတော့မြင်တဲ့ အဲပုံကိုယ်တွေဟာစက်ကြိုးစားအားထုတ်မယ်ဆိုရင်ဒီဘဝမှာအရိယာပုဂ္ဂိုလ်အဆင့်ထိ ရောက်သွားနိုင်တယ်။အရိယာပုဂ္ဂိုလ်အဆင့်ထိမရောက်တော့မှပါရမီကုသိုလ်ဖြစ်သွားပြီ။ပါရမီကုသိုလ်ဆိုတာဥစဉ်တို့သိပါတယ်။ပါရမီကုသိုလ်ဆိုတာဘာမှမျောလင့်ချက်ထားတာမဟုတ်ဘဲနဲ့ဘုံဘဝတွေကိုပြောပြီးတော့ထားတာမဟုတ်ဘဲနဲ့မြင်တဲ့မြန်တိုက်တာလုံးတဲ့လုံးတိုက်တာကိုလောက်တာပါရမီကုသိုလ်ပဲ။ပါရမီကုသိုလ်ရောက်သွားပြီဆိုတဲ့သူကမှသာလျင်နိဗ္ဗာန်လက်ပတ်ရတာ။ ဒါကြောင့်အိဋ္ဌဒုက္ခအနတ္တကိုမြင်နေဆိုရင်ဥစ္စံတို့တွေကခြိပေါက်တာတဲ့ဘိုးပြောရတော့နော်ငါတို့နိဗ္ဗာန်လက်မှာရသွားပြီလို့ဒီလိုမှတ်ရမယ်အဲတော့ဆောတာဘုရားဆုတောင်းပါ